နုပညာရှင်ဆိုပြီးတော့စော်ကားဖို့တွင်မကြံကြဖို့ပရိသတ်တွေကိုအသိပေးလာတဲ့ချူစင်ဟန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြန်လည်ချူဆိုလိုက်ပါရီ။ချူစင်ဟန်ကတော့နုပညာနေပေမှာမလုပ်ဘူးတာမရှိသလောက်ကိုမှလောက်ကင်ပုသူတရားလေးဖြစ်ပါရီ။ပရိသတ်တော်များကတော့သူ့ကိုစကားတွေရှာရင်းမှသတိထားမိကြပေမယ့်သူကတော့အနုပညာနေပေတွေကိုဝင်ရောက်လာတာအချိန်တော်ကြာခဲ့ပါပြီ။ ကျူစင်ဟန်ကတော့ချော်မော်တဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားသူတယောက်ဖြစ်တယ်လို့အစိုးပိုင်းမှလည်းထူးချွန်သူတယောက်အနေနဲ့တွေ့မြင်ရမှာပါကျူစင်ဟန်ကတော့ချော်မော်တဲ့ရုပ်ရည်နဲ့အမိုက်ဆောင်ဘော်ဒီလေးကြောင့်မော်တဲ့တယောက်အနေနဲ့လည်းအလုပ်တွေလုပ်ခဲ့ဘူးတယ်လို့အလာမေတယောက်အနေနဲ့လည်းစုတွေရှာဖို့ပူသူပါမိုက်ဆာပုံစံလေးနဲ့အလာမေလောကမှာအောင်မြင်ခဲ့ဘူးတဲ့ကျူစင်ဟန်ရဲ့အရေးချင်းကတော့အဲ့ဒါနဲ့မပြီးသေးပါကျူစင်ဟန်ရုပ်ချောတယ်လို့အတန်ကောင်းတဲ့လူတယောက်ဖြစ်တာမို့အိမ်မက်ဆိုရာပြိုင်ပွဲနဲ့မြမအိုက်တော်ပြိုင်ပွဲကြီးမှလည်းဝင်ရောက်ရှင်ပြိုင်ခဲ့ပူပါတယ် သူကအစိုးပြိုင်ပွဲမှာ top fight ထိဝင်ခဲ့ပေါ်ပါတယ်။နေပေတိုင်းမှာထူးခြားသူတရားဖြစ်တဲ့ချူစီဟန်ကရုပ်ရှင်စကားကြီးတွေမှာဇဝင်တေးတီးဆိုဘူးတို့အခုဆိုရင်စကားတွေမှာပါအပြိုင်မင်းသမီးနေရာကနေရိုက်ကူးနေရပြီလေဖြစ်ပါတယ်။ကျူစင်ဟန်ကအခုနောက်ပိုင်းမှာပြည်သက်အားပေးမှုကိုရှာခဲ့ပေမိအခြားအမှုပညာရှင်တွေလိုမဟုတ်ဘဲနဲ့ခြေမိုးတဲ့ရှုပ်ရည်နဲ့အပြုံးတွေကြောင့်ပြည်သက်တွေကမျက်မှုန်ချိုးနေကြပြီလေဖြစ်ပါသည်သူကတရုတ်ဆောင်ပိုင်းမှာပြည်ပြပေမိအပြုံးဆိုမတက်တဲ့သူတယောက်ပါ ခက်ချန်တဲ့မျက်နှာထားနဲ့အပြောမတတ်တဲ့စကားတွေကြောင့်ပရိသတ်တွေကကြည်မရဖြစ်ချင်နေတာလည်းဖြစ်ပါရင်ချူစရာကအခုဆိုရင်ပရိသတ်တွေကိုမချိမငဲပုံစံနဲ့ပြောဆိုကြတာမလို့ဝိဖဲတန်နေပေါ်ထွက်လာကြတာလည်းဖြစ်ပါရင်ချူစရာကတော့ပရိသတ်တွေနဲ့စပြီးတော့ပြဿနာဖြစ်ခဲ့တာပြိုးရင်ဆိုတဲ့ဇလန်တွေကြောင့်ပါ ပြောရင်ဆိုရင်ဇလန်တွင်မှာတော့ချူစင်ဟန်ကကျောင်းဆရာမတယောက်အနေနဲ့တရုတ်ဆောင်ထားရလေဖြစ်ပါရင်ပရိသတ်တွေကတော့သူ့ရဲ့တရုတ်ဆောင်ပိုင်းကိုကြိုက်ပေမဲ့လူဝဲချက်ရှိတဲ့သူ့ရဲ့ပြင်ဆင်မှုကိုထောက်ပြရင်းကနေပရိသတ်တွေနဲ့ပြဿနာတက်ခဲ့တာလေဖြစ်ပါရင်ချူစင်ဟန်ကတော့ဆရာမတယောက်ပုံစံတရုတ်ဆောင်ခဲ့ပေမဲ့မတည်တတဲ့သဘင်ပုံစံကြောင့်ပရိသတ်တွေကဝေဖန်ထောက်ပြချိန်မှာချူစင်ဟန်ကမချေမငံပြန်ပြောခဲ့တာပါ ဂျူစင်ဟန်ကတော့ဆီယာမဆိုတိုင်းဇလုံးထုံးစရာမလိုတလို့သပင်ဖားလာချတာအလားပြတာပြင်မဟုတ်ဘူးဆိုပြီးတော့တုတ်ပြန်ခဲ့တာလေးဖြစ်ပါတယ်။ဂျူစင်ဟန်ကတော့သူ့ကိုပြောလေပို့ရွှဲတက်လေဆိုတဲ့အထက်မှာပါတာမလို့ဝိပန်နေသူတွေကိုဂယူးမဆိုင်တလို့ပို့ပြီးတော့ပြောလာရင်းနဲ့အရွေးတိုက်ဦးမယ်ဆိုပြီးပရိသတ်တွေကိုဂယူးမဆိုင်တဲ့ပုံစံနဲ့ပြောဆိုခဲ့တာပါ။ကျိုးစရန်ကတော့ပြည်သက်အားပေးမှရက်တီလို့ရမယ်အမှုပညာရှင်တယောက်ဖြစ်ပေမယ့်မဟုတ်မမှန်ဝေဖန်မှုတွေကိုတော့လက်မခံနိုင်ဘူးလို့ဆိုပါရီ အနုပညာသမားများစုကတော့ဝေဖန်ထောက်ပြတာတွေကိုလိုက်နာပြပြတယ်လို့လွန်ကင်းလာတဲ့ဝေဖန်မှုတွေကိုဆိုရင်တော့မသိချင်အောင်စောင့်ပြီးတော့ကြော်သွားတတာများပါရင်ထမင်းကျွေးနေတဲ့ပရိသတ်တွေနဲ့ထိတ်တိတ်တွေ့တာကကောင်းတဲ့အရာဘာတစ်ခုမှမရှိတာမလို့ဝေဖန်တဲ့နေဆိုရင်ပညာသားပါပါကြော်သွားတတ်ပေမယ့်ချူစီဟန်ကတော့ပြန်ပြန်ပါပဲသူစိတ်ထဲမှာတော့အနုပညာရှင်သမားဆိုတာစော်ကားခံမှုမွေးလာတာမဟုတ်ဘူးဆိုပြီးတော့ဝေဖန်သမ ्या ကိုပြန်ပြီးတော့တုတ်ပြန်နေတော့တာပဲချူစီဟန်ကတော့အနုပညာနဲ့ပတ်သက်ပြီးတော့ထောက်ပြတာကိုလက်ခံနိုင်ပေမယ့်ဘလို့လားအဲ့တဲ့စကားတွေနဲ့ဝေဖန်ပြောဆိုတာကိုတော့လက်မခံနိုင်ဘူးဆို ဆိုပြီးတော့ပြပြသားသားထုတ်ပြန်လာခဲ့ပြီလည်းဖြစ်ပါတယ်။ချိုးစင်အားကတော့သူရဲ့မာကျော်တဲ့ပုံစံတိုင်းပဲမဟုတ်မမှန်လားပြောတဲ့သူတွေကိုတိခန့်နေမှာမဟုတ်ဘဲနဲ့ပြန်ပြီးတော့တုတ်ပြန်သွားမှလည်းဖြစ်ပါတယ်။မဟုတ်တဲ့ရာကိုတော့ရှေမောကျော်ခမသွားနိုင်တဲ့ချိုးစင်ဟန်ကတော့မဟုတ်ရင်မဟုတ်ဘူးဆိုတာကိုတော့ဖြည့်ရှင်းပြောဆိုနေမှာပဲဆိုပြီးသူရဲ့စိတ်ထားခံစားချက်ကိုထုတ်ပေါ်ပြောပြလာခဲ့ပြီလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါခုလိုစိတ်ဝင်စားဖို့ရအကြောင်းအရာများတွင်နောက်ထပ်လည်းလူပညာရှင်တွေစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုအချိန်နဲ့တပင်းညီတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။